ဒါပေမဲ့ကျမတို့အခုကာလမှာပြဿနာဘာဖြစ်နေတာလဲဆိုတော့ကျမတို့ကခရိုနီတွေကလည်းကျမတို့ဘာမှမပါဘူးအာနာရှင်ကဖိထားတဲ့အတွက်အာနာရှင်ကလည်းရှုံးနေတယ်ဘာလို့တိလဲဆို သူလေရင်ပဲပြန်နေတာနော်အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့အပါဝင်တဲ့ထူးတဲ့ကောင်းတဲ့မှန်တွေတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပြီးတော့တောင်းဆိုချင်ပါတယ် ယေရှုသူအရောက်ရှင်းစဉ်တိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံအောင်ရမည်စေအာနာရှင်စနစ်ကြာရှုံးရမည်ကျမတို့တိုင်းပြည်ဟာအခုအခုဆိုင်တာသွားရင်ကျမတို့တိုင်းပြည်ဟာနှစ်ဖက်လုံးမှာစစ်သည်မဝင်မနေရဖြစ်လာနိုင်စရာရှိပါတယ်ဖြစ်ဖို့လည်းများပါတယ်လှုပ်လည်းလှုပ်တင်ပါတယ်ခေါင်းဆောင်တွေခေါင်းဆောင်တွေကောင်းရင်ကောင်းသလို တိုင်းပြည်တွေကကောင်းသွားပါတယ်အဲ့တော့ဒီတဲ့ကတော်လန်ကြီးတက်သားတွေတဲ့ကတော်လန်ကြီးခေါင်းဆောင်တွေတဲ့ကလူကောင်းတွေအများကြီးကိုမြင်နာတဲ့လူဖြစ်တဲ့အတွက်အဲ့ဒီကလေးတွေကတနေ့ကျရင်တနက်မကင်တော့ပဲနဲ့အုတ်ချုပ်ရေးမန်တိုင်းထဲမှာနော်အုတ်ချုပ်ရေးမန်တိုင်းထဲမှာအလုံလုံကြမယ်ဆိုရင်ဒီလူသူတော်ကောင်းလေးတွေရဲ့လောဘနဲမှုကြောင့်လောဘနဲမှုကြောင့်တိုင်းပြည်အောင်မြင်မှုများလာမယ် ခိုးရမှာကိုရှက်လာမယ်ဒီလူတွေကစံပြလူတွေဖြစ်လာခြင်းခိုးရမှာရှက်လာပြီးတော့သူတို့ကြောင့်ပဲကျွန်တော်တို့တိုင်းပြည်ပြန်ပြီးတော့ထိုးထွက်ပြီးတော့အောင်မြင်နိုင်တယ်လို့ယူဆပါတယ်ဒါပေမဲ့ကျွန်တော်တို့အခုကာလမှာပြဿနာဘာဖြစ်နေရလဲဆိုတော့ကျွန်တော်ကခရိုနီတွေကလည်းကျွန်တော်ဘာမှမပါဘူးအာနာရှင်ကဖိထားတဲ့အတွက်အာနာရှင်ကလည်းရှုံးနေတယ်ဘာလို့တိလဲဆိုသူလေရင်မဲပြန်နေတာเนาะ ူ့ရဲ့ဒီသူ့ရဲ့လက်နဲ့တိုက်ဖြစ်တဲ့ကပ္ပစအောင်အဝေးရနေပြီးတော့အဲအဝေးပြင်းနဲ့ပြစ်နေတာသူ့ဘယ်နာပြစ်လို့ပြစ်မှန်းမသိသူ့ဘဝဟိုလိုရောင်ရမ်းပေါင်ရမ်းဖြစ်နေရတာဒါကိုလေးလာခြင်းအဖြစ်သူတို့ရှုံးတာတော့သိကြနေเนาะအဲဒါပေမဲ့ကိုယ့်ဘက်ကနိုင်တဲ့အခါမှာနိုင်တဲ့ဘက်မှာခွစည်းတဲ့အခုလိုပဲပြည်သူဗန္နာခွစားတဲ့လူတွေတမားတို့ကပေါ်ထုတ်နေတာအဲ့တော့ ဟို lobby ပဲဒါလောက်စားတင်တာပေါ့ဝင်ကြီးပဲဒီလိုအိမ်မျိုးနဲ့နေတင်တာပေါ့ဆိုနုံနုံနုံမနေရဘူးဒါတော်လန်ရေးကာလာအားလုံးဟာ basic မှာနေနေဆိုပြည်သူအရှိမကြတော့တဲလေးတွေထဲမှာဟိုကွန်ပျူတာလေးတွေကင်ပြစုပ်ပြတ်တက်ပြပြီးတော့ဟိုတဲပြင်ကနေဓာတ်ပုံလေးရိုက်ပြီးထွက်သွားရောအဲ့ဒါကလူများတွေကိုဒါလူတွေကိုအထင်သေးတာရှင်ပြည်သူလူထုကို အထင်သေးပြီးတော့ force out တွေနဲ့နေခဲ့ကြတာတော်လန်ရေးကာလာမှာအဲ့ဒီအလှရှင်တွေထဲမှာအဲ့ဒီ force out တွေနောက်ကို မအားလက်တဲ့ဂျားတွေကနေပြီးတော့တိုင်းပြည်ပြည်သားတွေကိုဇွတ်ချစ်ပြီးတော့လှူတဲ့လူတွေကအဲ့ဒီ force တွေထဲမှာပါဝါတဲ့အတွက်ကျမတို့တော်လိုင်းကြီးကတော်တော်လေးကိုဟိုခါပြတ်သွားတာသူတို့မိသားစုတွေလုံခြုံတဲ့နေရာကြတော့မှတိုင်းပြည်ကိုပြန်လှည့်တဲ့အခါမှာသူတို့ဘာဖြစ်နေလဲဆိုတော့အင်းနေဝင်းတပည့်ရဲ့ဒီဖာပြန်ရဲ့ငွေတွေကမျိုးရားပြီးသားဖြစ်ဒီလိုဟိုမရောက်ဒီမရောက်နဲ့ပြန်လဲအန်ထုတ်လို့မရဘူးအန်ထုတ်တော့ဘာပြောလဲနို့နင်တို့ကနောက်ကျောလဲဓာတ်နဲ့ထိုးသေးတယ်လေနို့သက်ခံလဲစို့သေးတယ် နော်နောက်ကျော်လဲဓာတ်နဲ့ထိုးသေးတယ်လေနို့သက်ခံလဲဆိုသေးတယ်သူ့ဝေါ်ကိုသွားစာပတ်တဲ့လူတွေဆိုအမြဲတည်တယ်ကျမတော့သူ့စာမဖတ်ဘူးဒါကကျမသူ့စာရေးပြီးတဲ့ဗနလကြာမှာကျမတည်တဲ့စကားတွေကျမသူ့စာလုံးဝမဖတ်ဘူးကျမအစိတ်ကို attachment အလုံးမခံဘူး तू ဒီလိုလုပ်ငါလည်းဒီလိုလုပ်လိုက်မယ် तू तू က lobby ရေအုံလိုက်ကြီးអော်တယ်ငါလည်းငါ lobby တွေငါပေးကျွေးပြီးអော်လိုက်မယ်ဆိုရင်အရေးကနည်းနည်းကတ်သွားမယ်ကျမအဲ့လိုမျိုးသူများရဲ့ဘတ် ဟို behavior တွေ bad habit တွေကျမတွေဟို attachment အလုံးမခံနိုင်ဘူးလူတိုင်းလူတိုင်းမတိမတာလေးနဲ့မကောင်းမှုကောင်းမှုကိုအမြဲတမ်း attachment ဖြစ်နေတာကျမအဲ့လိုမျိုးဟိုခွာစားချက်ပြုတ်တွေမရဘူးကျမအဲ့လိုကိုယ့်ဘာကိုနေတယ်ဆိုတာကဘာလို့လဲဆိုကျမပြောချင်တာကိုပြောခွင့်မရမှာဆိုလို့ကိုယ့်ဘာကိုပဲနေတာသူတို့လိုမျိုးအုံလိုက်ကြီးသွားပြီးတော့သွားပြီးတော့သူတို့လိုမျိုး ပြောရင်ကျမအမေရိကန်ဝိတ်နဲ့နော်ဘာမှဟုတ်ဟုတ်မဟုတ်မြန်မာလူမျိုးအမေရိကန်လူဆိုရင် နည်းနည်းလေးတော့အထင်ကြီးကြတာပဲသိရမလားအေးအဲ့ဒါဝိတ်နဲ့ကိုကသွားပြီးတော့ကို့ဘော်ဒါဘော်ကျွတ်တွေကိုကိုဟိုပေါင်းလို့ရတာပေါ့နော်ဒါမဲ့ကျမအဲ့လိုအဲ့လိုမျိုးအဲ့လိုမျိုးကိုမဟုတ်တဲ့တခြား character တယောက်နဲ့လူများတွေကိုကျမမစီလဲမစီလုံးခဲ့ဘူးပေါင်းလဲမပေါင်းချင်ဘာဖြစ်လို့ဆိုအဲ့ဒီလူတွေရဲ့ဟိုအသွေးမမှန်မှုတွေဘာတွေကျမပြောချင်တဲ့ခါကျရင်ပြောလို့မရတော့ဘာလို့ကျမ freedom speaker မဖြစ်တော့ဘူးကျမသတင်းသမားမဟုတ်ဘူး သူကပြည်သူတွေကိုအမှန်ဖြစ်စေချင်တာကိုယ်ထဲမှာရှိနေတဲ့လူငယ်လေးတွေကိုရှာဖွေပြီးတော့တဲ့တဲ့လေးလှူစေချင်တာကျွန်မမြေပြင်ဓာတ်လိုက်လို့ပြောခဲ့တာ2023နှစ်ဦးပိုင်းနဲ့ကနှစ်ဦးပိုင်းနဲ့ကအလေးနဲ့မထားဘူးဆယ်လီစကားကိုပဲနားထောင်တယ်လူကောင်းနေရာမှာစဖြူဖြူကြော်သိန်းတို့လိုလူမျိုးတွေကစပန်ဆယ်လိုနေရာမှာဝုံတိုင်းကျဲနေတဲ့ခါကျတော့မနာလိုလို့ပြောတာမဟုတ်ဘူးလူကောင်းနေသူတို့လို လော်ဘီအညံ့စား နော်အင်းနေဝင်းရဲ့ဂျိတ်မှန်းမသိငစားမှန်းမသိဘာမှန်းမသိလူကောင်းတွေပါသွားတာဟာတော်လန်ရေးမှာတော်တော်လေးနစ်နာတယ်ဘာဖြစ်လို့ကျမတို့ဘက်မှာခရိုနီတကောင်းမှမရှိဘူးခရိုနီကြီးတွေမရှိဘူးကျမတို့ဘက်မှာမရှိတဲ့အခါကျတော့ဒီလူကောင်းတွေလူတွေကြားထဲမှာနာမည်ကောင်းတဲ့နေနေတဲ့လူတွေကဒီ lobby အညံ့စားရဲ့အောက်မှာဝစ်တွားပြီးတော့လတိုင်းတိန်းတစ်တောင်းဒေါ်လာတစ်တောင်းသွားပို့တာတို့ ဟိုဘန်တွေကနေဒေါ်လာတစ်ထောင်ဟို Netflix ပေးပေးသလိုမျိုးပေးနေတာတို့ဆိုတာကကျမတို့တော်လိုင်းရေးမှာတော်တော်ထိခိုက်နစ်နာပါတယ်အခု2025မှာသူတို့ဖော်ထုတ်ပြီးတော့သူတို့သူတို့သူမနဲ့ဝေးရာဟိုဟိုစူးစမ်းနေတဲ့အတွက်သူတို့ဘက်ကိုတိကြည့်ခြင်းအပြင်သူတို့ဘက်မှာဘာ project ညာ project ပေါ်မလာတော့ပါเนาะအဲ့တော့မင်းအောင်လိုင်းနဲ့အင်းနေဝင်းရလဲရိတ်မိသွားပြီငါတို့လွတ်ထားတဲ့နိုင်ငံတကာရှေ့တန်းတိုက်စစ်မှုတော့ပြုတ်ပြီး ဆိုပြီးတော့သူတို့ပါသူတို့ထကပြီးတော့ဝုံတိုင်းကျဲတဲ့စစ်စင်ရေးတွေပေါ်လာတယ်လို့ကျမရဲ့တော်လိုင်းရေးကာလမြင်သက်3မြင်ပြီးတော့သုံးသက်နေတဲ့အတွေးအာယုံကနေပြောပါတယ်။နော်ကျမဟိုဟိုဟိုဘယ်လဲဟိုကောင်မလေးဘယ်သူလဲအကြမ်းမြင်ရတဲ့မိန်းမကြီးတော့မဟုတ်ဘူးနော်ဟိုကောင်မလေးလို့အကြမ်းမြင်ရတဲ့မိန်းမကြီးတော့မဟုတ်သုံးသက်ကြည့်လိုက်ရင် ကျမတို့ပိန်းတယ်လို့တွေးတယ်သူတို့ရဲ့သားသမီးတွေကိုပဲသူပညာသင်ခိုင်းတယ်စီဒီအမ်မလုပ်တဲ့လူတွေကိုဆဲရီတိုင်းထွာတယ်တိုင်းပြည်သူတိုင်းသူပြည်သားတွေထဲမှာလူတယောက်ဟာမွေးရေအထုတ်လိုက်ကြီးပေးလိုက်တာမဟုတ်တဲ့အတွက်အဲ့ဒီလူတွေကအထဲထဲမှာတချောင်းချောင်းချောင်းအလုံးလုံးနေရတဲ့လူတွေရှိလိမ့်မယ်နော်အချောင်းမျိုးမျိုးကြောင့်တမျိုးလုံးတဆွေလုံးထပြေးအောင်မောင်နှမ၁၂ယောက်နဲ့အိမ်ဟာထပြေးလို့မလွယ်ဘူး ူတယောက်လွတ်သွားရုံနဲ့သူ့မျိုးဆက်ကိုပါလိုက်ပြီးတော့ဖြုတ်တဲ့ဒီတော်လန်ဒီမအေလို့တက်ကကြံတဲ့လူတွေကိုငဲ့ပြခြင်းအပြင်တချို့တွေနန်းစီဒီယန်ဖြစ်သွားတာနန်းကြီးတုပ်ဖြစ်သွားတာအဲ့တော့အခုအမေအိမ်ရောက်တဲ့ကိစ္စဆိုတာလေအဲအေးနေဝင်းရဲ့ဒါကျမတို့အာယုံလာလာစားတဲ့ကိစ္စပေါ့ဒါ အဲ့ဒီအမေအမေရဲ့ရောင်းမအေးအောင်ဆန်းဦးရဲ့မိန်းမကဒီမြေတုံးမှာအင်းနေဝင်ကရက်အကြီးဆုံးနော်အင်းနေဝင်တို့ပါတီတွေပါလေလှုပ်တာတွေပါဆိုအဲ့ကောင်မကြီးရှေ့ဆုံးကဝင်ပါနေကြအဲ့ဟာကိုလေးလာကြပါနော်ဒီအင်းနေဝင်တပည့်ဒီစကော်ပီယန်ဂိုင်းဟာဒီဘိုဘိုဦးရဲ့မိန်းမဟာဒီ NUG မှာနေရာရလာတယ်ဆိုတာအောင်ကြည်ညွန့်ရဲ့မအေလိုးရဲ့အင်းနေဝင်ရဲ့အပေါင်းပြီးတော့တော်လန်ရို့အမျိုးမျိုးဖြတ်စီတာပါ လောက်ခွင့်ပေးလိုက်တဲ့အခါကျတော့သူတို့ကဟီရိုဇင်ဖြစ်ပြီးတော့ကိုကိုကိုဟိုအားကိုရအစဉ်စစ်ဖြစ်တော်မူသောဆိုပြီးတော့ NLD ကလူတောင်းလူတော်လူကောင်းတွေကိုထောင်ထဲမှာပဲနှစ်ဆိုးဘလောက်ရှိရှိငါတို့ NUG တာနင်တို့ကိုကကွယ်ရကိုကွယ်ရဖြစ်အောင်သူတို့ပါသူတို့ကျမတို့ဇက်ထုတ်ကြီးကသွားတာအဲ့ဒီဇက်ထုတ်ကကျမတို့လိုလူမျိုးတွေတယောက်တစ်ပေါက်တယောက်တစ်ပေါက်ပြောရင်းနဲ့သူတို့ရဲ့ဒီကကွက်ကိုကာချိုးပြောင်းတာโอเค ဒါလောက်ဆိုရင်ကျမတို့ပြည်သူတွေကအတော်လေးကိုပါနေတဲ့မယ်နော်နောက်တစ်ခုကဒီငလျင်လှုပ်တယ်ဒီလိုတွေဖြစ်တာဆိုအမလေးငါတို့ရဲ့ကံပဲဒါဟာတဘာဝဘေးအန္တရာယ်ပဲဆိုပြီးတော့ရော့ရီရော်ရဲနေတဲ့ဂျန်လီတွေကိုပြောချင်တာကကျမတို့အားလုံးရဲ့မြေကြီးဟာကျမတို့နင်းနေတဲ့မြေကြီးဟာကျမတို့နဲ့ဆိုင်ပါဒီမှာဆိုရင်အပင်မဆိုင်ဆိုင်ချင်အောင်လို့ကျမတို့လိုယုံကြီးတဲ့မှာဒီယုံရဲ့အပိုင်ရှင်ပေါ့နော်ဒီ Rockefeller Group ကနေပြီးတော့ ကျမတို့ရဲ့ယုံထဲမှာတစ်ပင်ဆိုင်ဖို့ဆိုပြီးလှလှပပ package လေးတွေနဲ့အစီလေးတွေပေါ့နော်အများကြီးပေးတာအများကြီးပေးတာဟိုတနေ့ကကျမတို့ဒီနားမှာ New Jersey မှာမီးလောင်နေတော်မီးလောင်မှုတော်မီးလောင်နေဆိုရင်အပင်တွေအများကြီးဆုံးရှုံးသလိုအနီးနားမှာရှိတဲ့လူတွေလည်းအငွေ့ရှူရတာတွေပါနေပင်မှန်းမှာအဲ့ဒီကာလမှာမိုးကရွာချလိုက်တဲ့နောက်မီးတဲ့လူတွေလည်းတော်တော်လေးအလုတ်ကြိုးစားလိုက်တဲ့ခါကျတော့ဒီ New Jersey မီးကငြိမ်းသွားပြီအဲ့တော်မီးလောင်တဲ့ခါကျရင် အထဲထဲမှာရှိတဲ့တရိတ်ဆန်နေရောတောဆက်မှာဟိုအပင်ဝမိခိုပြီးတော့နေရတယ်ဒီတောသူတောင်သားတွေပေါ့နော်သူတို့ကတော့စောက်တောသားတွေတော့မဟုတ်ဒီကလူတွေအကုန်လုံးကနေရောမြို့ရောအုံနောက်ကတူတူပဲဆိုတော့ဒီတောဆက်မှာအေးအေးချမ်းချမ်းနေတဲ့လူကြီးသူမတွေကစာတေးတယ်တခါမှမကြလိုက်ပေါ့အကုန်လုံးကဲထုံနိုင်တယ်နော်ဒီအပင်ဟာဘလောက်ထိအေးပါလဲဆိုတာကိုပြောတယ်ပြောတယ်ပြောတယ်အခုတည်းကလည်း ရေကြီးတယ်မမင်းတို့ရေကြီးတယ်ဆိုနဲ့ကြောက်เสียရည်အဲ့ဒါဟာတဘာဝဘေးရနေရမဟုတ်ဘူးလူတွေရဲ့ပေါ်ဆမှုခုနကေပေါ့အဆိုတော်လေးကြောင့်ကျမပြန်ပြီးလှဲ့မယ်ဆိုရင် ကေပေါ့အဆိုတော်ဟာကျမတို့တိုင်းပြည်နဲ့လည်းဘာမှမဆိုင်ဘူးသူဟာကိုရီးယားကိုအခွန်ဆောင်ထားတဲ့အဆိုတော်ကိုရီးယားကနေပြီးတော့နာမည်ကြီးလာတာမြန်မာကလေးတချို့သာသိမယ်ဒီကေပေါ့အဆိုတော်ဟာငါလူသားတာဝန်ကိုတာဝန်ကျေလိုက်တာပါငါဒါဟာပြောရမယ်စကားမဟုတ်ဘူး ဒါဟာလူသားတွေမှာပွဲခံရမယ်စကားမဟုတ်ပါဘူးငါ့ကိုတခြားမိကိုမေးပါအောင်ဆိုပြီးလူငယ်တွေစီကပြန်တင်ရမယ်ကျမတို့လူကြီးတွေရဲ့ဟိုဗောနေ့စဉ်တင်ကြားနေရမယ်လူငယ်တွေစိတ်သက်ပါကျမဆိုရင်ကျမတော်လန်ရေးသမားလေးတွေစီကကျမပြန်တင်တာတွေအများကြီးပါเนาะကျမမိသားစုနဲ့တောင်ကျမသိစကားမပြောပြတော့ဘူးပြောရဲဆိုအဖေအမေအသက်ကြီးလို့ဟင်းချက်ပေးတယ် 啊，每天把里表妹么就闲下来，闲的家我们下午表呢。啊，没拿嘛，多阿伟，怎么内背吧？怎么没洗菜？洗多嘛？是不？洗菜是不？没多黄鳝煮几呢？煮来煮呗。怎么没嘛？米的，呆呆窝窝呢？闲起来，等阿闲的么下午咯。哎，为了少来嘞，哎，你嘞么考教路啊？咋没得要一单线么？没多黄鳝煮几啊？哎，罗单线呢？有咩怪漂皮咯？么肉白色他了。喏，怎么没？怎么阿拉？ အမေကို appreciate အဖြစ်ဆုံးဟာမိသားစုကိုစွန့်လွတ်ခြင်းပဲဒါဖះအလောင်းနေပဲလုံးလို့ရတဲ့စိတ်နေသဘောတာเนาะတချို့တွေဆိုရင်ကိုကလည်းမမွေးပဲနဲ့ကျူကျူခေါ်ရဲ့ပထမလင်ကပါလာတာတွေရောဟိုအီကြွက်လူကြီးကိုရှယ်လေးပြောတာပဲကျမလည်းမသိအီကြွက်ရောင်းတဲ့လူကြီးရဲ့တားကိုချစ်လို့မွေးလာတာတာရောအဲအဲ့ဒီအဲ့ဒီကလေးတွေတော့အလုံးလုံးနေတာပဲเนาะဒါမဲ့ ကျမတို့တိုင်းပြည်မှာကိုရှယ်လေးပြောတဲ့သုံးသက်ချက်တစ်ခုပြောရရင်ကျမအကုန်လုံးလက်မခံပါဘူး။ तू ပြောတိုင်းလည်းကျမအကုန်လုံးလက်ခံပါဘူး။ဒါပေမဲ့ तू ပြောတဲ့သုံးသက်ချက်ထဲမှာကျမတို့တိုင်းပြည်ဟာဒီတိုင်းပဲရော့ရီရော်ရဲနေကြအောင်မယ်။ပြည်သူလူထုစိတ်သက်မပြင်းထန်မှုဆိုနောက်10နှစ်မြောက်ကိုရီးယားဖြစ်ပါပြီ။10နှစ်အတွင်းမှာမြောက်ကိုရီးယားဖြစ်တော့မှာပါ။နော်။ပေါ်ပေါ်သွေးသွေးနဲ့မနေကြပါနဲ့။ဒါပေမဲ့မင်းအောင်လိုင်းနဲ့ကင်ဂျုံအီမိသားစုမှာကွဲပြားခြားနာတာဘာရှိလဲဆိုတော့ ကင်ဂျုံအီးဟာသူလက်ထပ်ထားတဲ့မိန်းမမွေးတဲ့ဟိုကင်ဂျုံအီးအဖေတွေအဖိုးတွေဟာသူတို့လက်ထပ်ထားတဲ့မိန်းမမွေးတဲ့သားတွေဟာနောက်အာနာရှင်ကြီးတရားဖြစ်သူတို့ကတော့ဘယင်ပေါ့နော်သူတို့ကိုသူတို့တော့အဲ့လိုမျိုးဖြစ်ရက်တီလို့ရပေမဲ့မင်းအောင်လိုင်းဟာသူ့မွေးရတဲ့သားတောင် तू ဟာ businessman ဖြစ်ပဲထားလို့ရပါတယ်တက်ထဲမှာလည်းနေရာမရှိဘူးเนาะပြီးတော့ဒီအာနာယူနောက်တကောင်ဒီလိုမျိုးဆက်ဖြစ်လာမှာတော့မဟုတ်ဘူး တန်နဲ့သူ့ရဲ့ဒုတိယလက်ထောက်ကနေပြီးတော့နောက်ကာကျုပ်အစ်စ်အခုကျမတို့ဂျိန်းွားနေတဲ့တိမ့်ထားတဲ့မြို့တွေကိုပြန်သိမ်းမယ်ဆိုတဲ့ကောင်မျိုးတွေဟာကျမတို့တိုင်းပြည်ကိုထပ်ပြီးခြောက်ခြားလာနိုင်တဲ့ကာကွယ်ရေးဦးစီးချုပ်တွေဖြစ်လာနိုင်ပါတယ်နော်ဘာအောင်မေးကျင်တာလဲရှင်ဘာတွေမေးတာလဲမသိဘူးကျမစကားပြောနေရင်အဆက်ပြတ်သွားမှဆိုလို့ကျမသူများမေးခွန်းတွေကိုပြီးမှနောက်နောက်နေ့မှလည်းပြန်ဖြေလေးရှိပါ ကျွန်မမလေးမစားနဲ့တော့မကြည့်နေတာတော့မဟုတ်ပါဘူး။နောက်ပြီးကြရင်ကျွန်မနောက်နေ့ကြရင်ဘာတွေမေးတာမှမသိဘူးဆိုပြီးတော့ပြန်လာစာဖတ်လေးဖြည့်ပါတယ်။ကျွန်မဘာကြည့်ရှုသူတွေကိုကျွန်မလေးစားလို့ပါ။ဘာတိကျင်တာလဲ။အဲ့လိုတက်လုံးကြီးမရေးနဲ့ဒါ sentence ရှိရှိလေးရေးအန်ဒီဘာတိကျင်မှမသိပဲနဲ့ဝေးနေမှာဆို။အဲ့တော့မင်းအောင်လိုင်ကတော့သူ့မျိုးဆက်ကိုစစ်တယ်လည်းမသွင်းဘူးเนาะ။ဟို ကြီးပွားရေးသမားအဖြစ်နဲ့ပဲရက်တည်ခိုင်းတယ်ဒါကတော့ကျမတို့မြောက်ကိုရီးယားနဲ့ကျမတို့တိုင်းပြည်ရဲ့ကျမတို့တိုင်းပြည်နဲ့မြောက်ကိုရီးယားရဲ့ကွာခြားချက်ပါနောက်အာနာရှင်တကောင်ကိုသူတို့ကြိတ်ပြီးတော့မွေးနေကြပါတယ်ဘာလို့လဲဆိုတော့ဟိုဒါမဲ့သူလဲသူ့ရဲ့အဘရွှေတို့သူလဲသူတို့သူလဲအဘရွှေတို့လိုပဲသူလဲတနေ့မှာသူ့အောက်ကကောင်တကောင်ကသူ့ကိုလှုပ်ပါလိမ့်မယ်နော်အချိန်မကြသေးလို့ပါညကြီးတောင်မှသူတို့ ဟောကျေးဇူးပါအပင်ဆိုင်ရမ်းချစ်တာပဲတကယ်ပြောတာမကင်မိုးတို့ညီမဆိုဟိုတနေ့ကဟိုအမေအိမ်ရှိမှာဟိုပန်းပင်သွားပြီးတော့ဟိုးဘေးဆိုင်ဆိုတာတစ်သေးရက်ကွာအဲ့မှာပန်းပင်အကောင်းစားတွေရှိရဆိုပြီးသွားဝယ်အဲပန်းပင်ကကွာတောင်လောက်တော့ရှိပြီအဖူးလေးတွေပါလေးနေအအမမမကင်မိုးရဲ့အမပတ်စံတိတ်စီဇက်တာသူချမ်းသာလည်းမပြောဘူးသူကပတ်စံတိတ်စီဇက်တာ 嗨，你别喊我这呢，怎么那不？怎么那不？人家说的，哎，你得我这呢，那就多么会吧？哎，你多哎，你有冇？